ထိတ်တဲမင်းသမီးဖြစ်နိုင်တော့လို့အလှမေလောကမှာအခြေချဖို့ထူးရလွင်ကိုတန်မိုးကြီးနိုင်ပေးခဲ့တဲ့သဲဆူငိမ်မစ်ဝဲအင်တာနက်ရှင်နယ်လာမေဟောင်းသဲဆူငိမ်နဲ့သူမရဲ့လက်ဦးစရာထူးရလင်တို့ကြားကတိန်သုံးသောင်းကျော်တဲ့တန်မိုးကြီးနိုင်လက်ဆောင်ကြီးပေးခဲ့ပါရီဒါကြောင့်လေလူတွေကြားထဲမှာလူပြောများနေတာပါသဲဆူငိမ်ဟောင်းသူမရဲ့ဆရာဖြစ်သူထူးရလင်ကိုတန်မိုးကြီးရဲ့နိုင်တလုံးလက်ဆောင်ပေးရခဲ့တာကနေထူးရလင်ကလည်းသူ့ရဲ့လူမှုကွန်ရက်ပေါ်မှာဒီလက်ဆောင်ကိုခေါ်ယူစွာချပြခဲ့ပါရီ ဒါပြင်ဆရာထွေးလွင်ကသူ့ရဲ့တပည့်မာလီသဲဆူငင်းကိုသူမဟာတိတဲ့ဆုံးဆရာသမားပေါ်မှာရိုသေးရှိတော့တပည့်မာလီဖြစ်တယ်ဆိုပြီးတော့ချီချူစကားတွေအများကြီးပြောခဲ့ပါတယ်။ပုံမှန်ဆိုရင်ဒါဆရာနဲ့တပည့်သားကကြည်နူးဆရာတယောစင်တစ်ခုပါပဲ။တကယ်တော့ဆရာသမားတယောက်ရဲ့မြေတားဆိုတာဝင်းနဲ့တံမိုးဖြက်လို့မရပါဘူး။ဒါပေမဲ့ဒီလိုမျိုးတိန်းသောချီတံမိုးရှိတဲ့လက်ဆောင်ကိုပေးရလိုက်တာဟာအမှုပညာလောကမှာတယ်လန်တဲ့ဆက်ဆံရင်းနဲ့ငွေကြေးရပိုရေးကြည့်ရဆိုတဲ့စိတ်ဓာတ်ကိုပြသရရောက်နေတယ်လို့ဝေဖန်သူတွေကဆိုကြပါတယ်။ ဒါပေမဲ့ခုချိန်မှာလူပြောများနေတဲ့စကားကတော့ဒီလိုပါပဲဒီလက်ဆောင်ဟာတကယ်ရှုသေးလို့ပေးရလားဖားရလားဆိုပြီးတော့လူတွေကမေးကြတာပါပရိသတ်တွေဘာကြောင့်ဒီလိုကောလာဟလာတွေမေးကြတာလဲဆိုတဲ့အဖြစ်ကတော့သက်ဆူရှင်ရဲ့လက်ရှိအနုပညာရည်တည်မှုကြောင့်ပါပဲသက်ဆူရှင်ဟာ Miss World International ပြိုင်ပွဲမှာအသက်ငယ်ဆုံးအဖြစ်နိုင်ငံကိုဆောင်နိုင်ခဲ့တာမှန်ပါတယ်အနောက်မှာပရိသတ်တွေကသူမကိုရုပ်ရှင်မင်းသမီးအဖြစ်ထိတ်တဲမော်ရယ်အဖြစ်မျှော်မှန်းခဲ့ကြပါတယ်သူမကလည်းအနုပညာလုပ်တွေစူးစမ်းလုပ်ခဲ့ပါတယ် ဒါပေမဲ့ရုပ်ရှင်ကားတွေဇလန်းတွဲတွေကထင်သလောက်နေရာမရခဲ့ပါဘူး။ကြညာလို့တွေလည်းခက်စိတ်စိတ်မရခဲ့ပါဘူး။ပြောရမယ်ဆိုရင်သူမရဲ့အလှမဲ့ဘဝနောက်ပိုင်းနုပညာလို့ဟာပရိသတ်မျော်မင်းထားသလိုအရှိန်မရဘဲနဲ့အခြေမကျဖြစ်နေကြတာကိုတွေ့ရပါရည်။ပရိသတ်တွေကသူမကိုရုပ်ရှင်မင်းသမီးဖြစ်မမျော်မနိုင်တော့တာဟာအလှမဲ့တယောက်တွေနောက်ဆုံးရွေးချယ်စရာလမ်းကြောင်းကိုညွန်ပြနေပါရည်။ဒီနုပညာနယ်ပယ်မှာအခြေမကျပဲစိတ်ပြတ်နေချိန်မှာမစ်ယူနီဘာရဲ့အကြီးမားတဲ့ platform ဟာတက်ဆုညင်ရဲ့အနုပညာတံမွေးကြောင်းတွေအသက်သွေးကြောလို့ဖြစ်နေပါရည်။ အခုလောအမှုပညာလောကမှာအချိန်မကြတဲ့အခါသူမအတွေ့တစ်ခုတည်းသောမျှော်လင့်ချက်နဲ့အမှုပညာတမဝဲကျောင်းလမ်းကြောင်းကမေဆွနီမာမြန်မာပြိုင်ပွဲပဲဖြစ်ပါရည်လက်ရှိမှာဆရာဖြစ်သူထူရလင်ကမေဆွနီမာမြန်မာလိုင်းစင်ကိုကင်တော့မဲ့တည်နေအခိုင်အမာထွက်ပေါ်နေပါရည်ဒီချိန်မှာတဲစုရင်ဟာထူရလင်စီကိုတမိုးကြီးနိုင်လက်ဆောင်ပေးလိုက်တာဟာသူမရဲ့အမှုပညာအတမွေးဝဲကျောင်းလမ်းကြောင်းကိုဆရာလက်ထဲမှာပုံအပ်လိုက်ခြင်းမေဆွနီမာနေရာရရှိရတဲ့အတွက်မျက်နှာသာပေးခံရဖို့စူးစမ်းခြင်းဖြစ်တယ်လို့ပရိသတ်တရားသုံးသပ်နေကြတာဖြစ်ပါရည် ဒါအနုပညာလောကမှာအောင်မြင်ခြင်းရည်ချင်းတစ်ခုရဲ့နဲ့မလုံလောက်ဘူးဆရာသမားရဲ့မြတ်တာကိုပါဝယ်ယူရတယ်ဆိုတဲ့ပုံစံမျိုးကိုပြသနေရလားလို့မင်းကိုထုတ်ဆရာပါပဲတကယ်တော့သဲဆူညင်းရဲ့အင်းနေစကားပြောနိုင်မှုစင်မော်မှာ performance တွေကမစ်ဆူနီမာအတွက်အဆင်သင့်ဖြစ်နေပါပြီသူမရဲ့ရည်ချင်းကပဲသူမကိုရွေးချယ်စေတင်ပါတယ်ဒီလိုမျိုးတန်မိုးကြီးလက်ဆောင်ပေးရဟာအချိန်မကြာသေးတဲ့နုပညာဘဝကြောင့်အလားမေပြိုင်ဖို့ဆရာဖြစ်သူကိုဖားခဲ့ရတာလားဒီကိစ္စကိုကြည့်ပြီးပြိသက်ကြည့်လို့ဘလို့ခံစားရပါသလဲသဲဆူညင်းရဲ့လို့ရဆရာသမားကိုယိုသေးခြင်းလား ဒါမှမဟုတ်အောင်မြင်မှုရဖို့အတွက်မလဲတာမရှောင်တာလုပ်ရတဲ့စီးပွားရေးဆန်တဲ့ရုပ်သေးချင်းလားကွန်မန့်မှာကိုယ့်ရဲ့အမြင်လေးကိုလည်းဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦးရှင်။